ုတ်ခတ်ပြီးတလအတွင်းစစ်ကောင်စီကရခိုင်ပြည်နယ်ကိုအကြိမ်30ချံမနယ်၄ချောင်းတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်အားပြင်းငလင်လောက်ခိုက်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီ28ရက်ထိစစ်ကောင်စီကတလအတွင်းရခိုင်ပြည်နယ်ကိုအကြိမ်30ထံမှနေလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MPA ကပြုစုထားတဲ့စာရင်းတွေအားသိရပါဗျ။စစ်ကောင်စီကယာယီပစ်ခတ်တိုက်ခိုက်မှုရက်စရေထုတ်ပြန်ထားပေမဲ့ရခိုင်ပြည်နယ်မှာတော့နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲမဖြစ်တဲ့ကြောက်တော့ညဦးတောင်ကုန်းနဲ့ပေါတော့မြို့နယ်တွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာပါ။ ဒါပြင်ကြောက်ဖြူမြို့နယ်တညဝရီရေတပ်စခန်းဒိုးတန်းတောင်အမှတ်32ရဲတပ်ရင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတပြုတ်တောင်ပြတဲ့နဲ့ပြင်းရှေးရွာတွင်နားကို drop ဘုံးရေအတွက်60နဲ့လက်နက်ကြီးပစ်ခတ်မှုအကြံပေါင်း60ထံမှနေပြုတ်လုခဲ့တယ်လို့သိရပါတယ်။ဒါပြင်ရခိုင်ပြည်နယ်တဲကတောင်ကုန်းကြောက်တော့ကြောက်ဖြူမြို့နယ်တွေကိုလည်းပေါင်900ဘုံတွေနဲ့စဲချတိုက်ခိုက်ခဲ့လို့သေသခံတွင်ထိခိုက်ဒေဆုံးခဲ့ရပါသေးတယ်။ စစ်ကောင်စီအနေနဲ့2025ခုနှစ်မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ချောင်းဧပြီတလလုံးယာယီအပြည့်ခတ်ရက်ဆယ်မယ်လို့ထုတ်ပြန်ထားပေမဲ့ကချင်း၊စကိုင်း၊မန္တလေး၊ပဲခူး၊မကွေးနဲ့ရခိုင်ပြည်နယ်တွေကအရက်သားတွေကို ပြစ်မှတ်ထားပြီးလက်နက်ကြီးစက်တက်လေးထီဒရုန်းနဲ့လေယာဉ်တွေအသုံးပြုကာဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရလို့သိရပါဗျ။